ဒေးလံများအောင်မဲမင်္ဂလာပါရှင်။ Starlight Day Story Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ရှင်းလွန်ခဲ့တဲ့အချိန်များစွာကမြို့တော်တီတီလို့ခေါ်တဲ့မြို့ကြီးတစ်မြို့မှာဥသူရင်အမည်ရှိတဲ့တထေကြီးတူကသူ့ရဲ့ဇနီးတဲ့နဲ့အတူနေထိုင်ခဲ့ပါတယ်။ဥသူရင်ကအကျေဝါချမ်းသာခဲ့ပေမဲ့အမွေဆက်ခံမဲ့သာသမီရတနာမထွန်ကားခဲ့ပါဘူး။ဒါကြောင့်သူကအမြဲစိတ်မချမ်းမသာဖြစ်နေခဲ့ရရှာပါတယ်။ ဒီနေ့မှာတော့ရံဝေးမကုံတဲ့တူကဥသူရင်ထံလာရောက်ပြီးတော့စီဝိုင်းကိစ္စများဆွေးနွေးခဲ့ပါတယ်။စီဝိုင်းကိစ္စများအတိုင်းပဲဆွေးနွေးရင်းနဲ့အဲဒီကုံတဲ့ကတထေးကြီးဥသူရင်နဲ့တထေးကတော်ခမစိတ်မစိုးဘူးဆိုရင်ကျွန်တော်တခုလောက်ပြောချင်ပါတယ်။ကျွန်တော်တို့ရတဲ့လောက်တော့တတိကြီးတို့မှအမွေဆက်ခံမဲ့သာသမီရတနာမရှိသေးဘူးလို့မြင်မိပါတယ်။ဦးသူရင်က ဟုတ်ပါတယ်ကုံတယ်မင်း အသေးမြင်တဲ့အတိုင်းပါပဲအဲဒီခါမှာတော့ကုံတယ်ကဒါဆိုရင်ကျွန်တော်တို့ရွာမှာမဟာစီရီဖျားရှိတယ်အဲ့ဒီဖျားစီရီမှာဖျားတက်တော်တွေကဲအောင်နေတဲ့အတွက်ကြောင့်သာသမီစုတောင်းရင် အလွန်ပဲအစွမ်းထက်ကြောင်သိရပါတယ်အဲ့ဒီကုံတယ်ကရှောက်တင်ခဲ့ပါတယ်တတိကြီးကအိုးကောင်းလေစွာတကယ်ကိုအဲ့ဒီဖျားက အမှန်တကယ်အစွမ်းထက်ပါက ်ခရီးလန်ခက်ခဲကြမ်းတမ်းတော်လဲငါတို့သွားရောက်ဆူတောင်းရမယ်မဟုတ်လားဦးသူရင်ကချက်ချင်းပင်ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ဦးသူရင်ကခရီးလန်ညွန်ပြပေးရန်အတွက်အဲ့ဒီကုံတဲ့အားတနေ့ကိုငွေတပိတာနှုံနဲ့ငှာရံပြီးတော့ဇနီးတယ်နဲ့အတူမြင့်ရထားရီနဲ့မဟာစီရီကိုခရီးရှိထွက်ခွဲ့ကြလေတယ်။ဒီလိုနဲ့အချိန်ကြာလာတော့မဟာစီရီကို ရောက်ရှိသွားပါတယ်။မဟာစီရီကိုရောက်တဲ့အခါမှာတော့တရေကြီးက သာသမီရတနာဆူတောင်းမှုအတွက်ရောက်ရှိနေတဲ့တော်ရင်ကြီးလက်မှတထေကြီးဥပုံးစိန်ဤဇနီးတဲ့တို့နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့တထေနှုတ်တို့ကဖရာဖူးရင်နဲ့စကားပြောကြရင်ခင်မင်းရင်းနှီးသွားကြကကံကြမ္မာဖန်တီးရဲ့တွေ့ဆုံရသည်ဟုသဘောထားပြီးတော့မိစေဖွဲ့ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဥသူရင်ကအင်းတကယ်လို့ငါတို့နှုတ်မှာတအူးကသားတအူးကသမီးရခဲ့ရင် သားသမက်ချွေးမှတော်ဆက်ကြမယ်လေအဲ့လိုမှမဟုတ်ဘဲနဲ့ဒုနှစ်ယောက်စလုံးကသားဒါမှမဟုတ်သမီးသားရခဲ့ရင် အခုလိုပဲရင်းနေတဲ့မိတ်ဆွေတွေဖြစ်ဆက်လက်တည်ရှိကြမယ်ကဲခမည်းတော်တာကဘလို့ပါလဲဘူးသူရင်ကအမေးများလိုက်တဲ့အခါမှာတော့ဥပုံစိန်ကလည်းအရန်သိမြတ်ပါတယ်မိတ်ဆွေငါတို့နှစ်ဦးကအစဉ်တန်းတူညီတဲ့မိသားစုတွေဖြစ်တဲ့အတွက် အခုမှစပြီးတော့သစ္စာဆိုပြီးတော့ ဘဝချင်းချင်းချီနောင်သွားကြရအောင်စသည်ဖြင့်သူတို့နှစ်ဦးကစကားဆက်ပြီးပြောကြရင်းနဲ့အဲ့ဒီဂရီကိုသဘောတူခဲ့ကြပါတယ်ဂရီတစ္ဆာပြုတ်ပြီးတဲ့နောက်မှာတော့ဂိုးလာကြတဲ့အခါဥသူရင်းရဲ့ဇနီးကချောမော်လှပါပြီးတော့ဂျမ်းမာတန်ဆွမ်းနဲ့သားယောက်ျားလေးတူကိုဖွားမြင်ခဲ့ပါတယ်အဲ့ဒီသားယောက်ျားလေးရဲ့အမိကိုရဲမောင်လို့ခေါ်တင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တနေ့ကြတဲ့အခါမှာဥပုံစင်ရဲ့ဇနီးတွေကလည်း အရန်ကိုချစ်စပွဲကောင်းတဲ့သမီးမင်းကလေးတူကိုဖွားမြင်ခဲ့ရာမိကီတီလို့အမည်ပေးခဲ့ပါတယ်။ဒီလိုနဲ့သူတို့တရေကြီးနှစ်ယောက်စလုံးရဲ့ကလေးတွေကအွေရောက်လာတဲ့အခါမှာတော့မိခင်နှုတ်တို့ကမကြာခဏသားသမီးတွေရဲ့တရေများကိုပေးပို့နေကြပါတယ်။မိခင်တွေကသူတို့ရဲ့ရင်သွေးတွေအချင်းချင်းကအရန်ပဲလိုက်ဖက်ညီချောင်းလေးပြောဆိုခဲ့ကြပါတယ်။ဒီလိုနဲ့ဂရီးသစ္စာအတိုင်းဦးသူရင်ကဖျားစီရဲ့ရှေးမောင်မှာ မူလာတစ္ဆာကုံမပြည့်စည်စေဘဲနဲ့သူတို့ရဲ့သားသမီးကိုထိမ်းမြလက်ထပ်ပွင့်ရန်အတွက်ဆေးဆက်ကြောင်ချင်ညာခဲ့ပါတယ်။အဲဒီနောက်မှာတော့ရဲမောင်ရဲ့မိခင်ကသားဖြစ်သူကိုပါလီဒီလေဆဲကိုမိခင်ဒီကိုဝစ်စင်ပေးလိုက်ပါ။ဒီနေ့မှစပြီးတော့မင်းတို့နှစ်ယောက်ဆေးဆက်ပြီးဖြစ်ကြောင်အတည်ပြုလိုက်ပါပြီနော်။မင်းတို့တဦးနဲ့တူချစ်ချစ်ခင်ခင်နဲ့ဂီယူဆိုင်ကြရမယ်နော်။ကြလား။အဲဒီလိုနဲ့သူတို့နှစ်ဦးကဆေးဆက်ခဲ့ကြပါတယ်။ ရဲမောင်အမိပါတွေကကောင်းမှုကုသိုလ်တွေပြုလုပ်တာကိုအလွန်နှစ်တက်တဲ့အချက်ကြောင့်တနေ့မှာတော့သူတို့ကသူတို့ရဲ့ပိုင်ဆိုင်သမျှဘာနာပစ္စည်းဥစ္စာများကိုစင်ရဲသားတွေကိုပေးကမ်းလူတန်းရာမှာစပြီးတော့နောက်ဆုံးမှာလက်ရှိပိုင်ဆိုင်မှုလုံးဝမကျန်တော့ဘဲနဲ့စင်ရဲမွေးတွေခဲ့ကြရပါတော့တယ်။တနေ့တော့အခါတွင်၌လဲဥသူရင်ကြီးကအပြင်းထန်နာမကြဖြစ်ပြီးတော့ဘလို့စေဝါမျိုးမှမကူညီနိုင်တော့ဘဲနဲ့ ။နောက်ဆုံးမှာတော့ဥသူရိန်တဲ့ရောက်ကွယ်လွန်ခဲ့ရရှာပါတယ်။ဥသူရိန်ကတည်ဆုံးပြီးတဲ့နောက်မှာတော့နှောင်းဘွားမှာသူ့ရဲ့ကောင်းမှုကုသိုလ်တကံတွေကြောင့်နန်းပြည်မှာတကြားမင်းအဖြစ်ပြန်လည်ဝင်စားခဲ့ပါတယ်။ဖခင်တည်ဆုံးပြီးတဲ့နောက်မှာတော့ရဲမောင်ရဲ့မိခင်ကဇာဘာနာစီရဲ့အတွက်ငွေမရှိတဲ့အတွက်ကြောင့်ရှန်ရှိနေတဲ့အိမ်ကိုရောင်းချပြီးတော့ခင်မောဖြစ်သူဥသူရိန်ရဲ့ဇာဘာနာကိုလှူဆောင်ခဲ့ရပါတယ်။ဇာဘာနာပြီးဆုံးသွားတဲ့အခါမှာတော့ သူမနဲ့တားဖြည့်သူရဲမောင်တို့ကမြို့ရွာကနေပြီးတော့ထွက်ခွာပြီးတော့တောရဲမှာအသက်ရှင်ရတ္တိနိုင်ရန်အတွက်အလူခံပြီးတော့နေထိုင်ခဲ့ကြပါတယ်။ဆင်းရဲဒုက္ခတွေတောကတွေများစွာနဲ့ရဲမောင်ရဲ့မိခင်ကတားဖြည့်သူကိုဒါလေငါတို့ဒီလိုဆင်းရဲတဲ့ဘဝမှာဆက်နေလို့မဖြစ်ဘူး။မင်းကိုမင်းရဲ့ရခမလောင်ဥဖိုးစိန်ရှိရာတောင်ရင်ကျေးလက်ကိုခေါ်သွားပြီးတော့ပညာသင်ကြားခွင့်ရအောင်အမေလုပ်ပေးပါမယ်။ မိခင်ကဆုံးဖြတ်ခဲ့ပါတယ်။ရဲမောင်ကသူတို့ဒီလိုဆင်းရဲနေတာကိုတတိကြီးဥပိုးစိန်တို့မိသားစုကအတိမတ်ပြုမိမဟုတ်ကြောင်းကိုစိုးရင်ခဲ့တော့လေ။မိခင်ကဖခင်နဲ့ဥပိုးစိန်တို့၏ဂရီးသစ္စာကိုယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ဥပိုးစိန်တို့အင်ကိုရောက်ရောက်ချင်းမှာပဲအဆောင်တွေမှတဆင့်ဥပိုးစိန်တန်ကိုအကျိုးအကြောင်းပြောပြပြီးတော့တွေးဆုံပွဲတောင်းဆိုလိုက်ပါတယ်။ဒီလိုနဲ့ဥပိုးစိန်က ရင်းမောင်တို့သားအမိကိုစင်ရဲနန်းပါးစွာအလူခံစားနေရာအကြောင်းကိုကြားသိတဲ့အခါမှာတော့"အိုးငါလိုကုန်ချက်တည်းရှိတဲ့တထေကြီးကဘလို့လှုပ်ပြီးတော့သူတို့လိုတောင်းစားနေတဲ့သူကိုဘာလို့မိတ်ဆွေတော်ရမှာလဲ"ပြောဆိုတော်သားထွက်ခဲ့ပါတယ်။ဥပုံစိန်ကအဆောင်တွေကိုဟဲ့ကောင်လေဒီလိုလူဆုပ်လူပတ်တွေကိုငါအိမ်ရှိကနေမောင်းထုတ်စမ်း။ငါ့ကိုစိတ်ရှိအောင်လောင်မလောက်ကြနေလို့ပြောလိုက်စမ်း။"အော်ဟဲ့အမိန်ပေးခဲ့ပါတယ်။ အဆောင်တွေကလည်းရဲမောင်တို့သားမေကိုဆဲဆိုပြီးတော့မချေမငန်ရိုင်းနှင်းနဲ့ထုတ်ခဲ့ကြပါတယ်။ဒီလိုနဲ့ရဲမောင်ရဲ့မိခင်ကသားဖြစ်သူရဲမောင်ကိုကာကွယ်ရန်ကြိုးပမ်းရင်းနဲ့ရိုင်းနှင်းမှုတွေများစွာကိုခံခဲ့ရကနေပြီးတော့ပြင်းထန်စွာဒဏ်ရာရရှိပြီးတော့အဲ့ဒီနေရာမှာပဲတေဆုံးခဲ့ရရှာပါတယ်။ဒီလိုနဲ့ရဲမောင်ကရင်ခွဲပက်လန်နဲ့မိခင်ရဲ့အလောင်းကိုထမ်းပိုးပြီးတော့ နာရေးအတွက်လုပ်ရန်ငွေကြေးမရှိတဲ့အတွက်ကြောင့်သူရဲ့ဖခင်ဥသူရင်ပေးခဲ့တဲ့လဲဆွဲမှရှိတဲ့စိန်တုံးကိုကုံတဲ့တူထံမှငွေကြေးနဲ့လဲလှယ်ပြီးတော့မိခင်အားတကြွခဲ့ရရှာပါတယ်။ဒီလိုနဲ့ရဲမောင်က သူရဲ့ဖခင်လည်းသိမိခင်လည်းသိအထီးကျန်စွာနဲ့မိခင်ရဲ့အုတ်ဟုရှိမှအလွန်ပဲဝမ်းနည်းစွာငိုကြွေးနေခဲ့ရာမိခင်ရဲ့ဝိညာဉ်ကစတင်ပေါ်လာပြီးတော့ဒါလေး စိတ်မပူပါနဲ့သားရဲ့ယူသားမှုနဲ့ကောင်းမှုကုသိုလ်တွေဟာဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူးအမေတို့အဖေတို့လှူဒန်းခဲ့တဲ့ကုသိုလ်ကောင်းမှုတွေလည်းရှိပါသေးတယ်ကွယ်ဒါပေမဲ့သားရဲ့အရှာရာကိုအောင်မြင်ဖို့အတွက်ပညာသင်ကြားရမယ်ဆိုတာငါသားလေးမမေ့ပါနဲ့နော်အဲ့ဒီလိုမှာကြခဲ့ပြီးတော့ပျောက်ကွယ်သွားပါတော့တယ်ရဲမောင်က မိခင်ရဲ့အဆုံးအမစကားကိုနာခံရင်းနဲ့ မိခင်ရဲ့ကုရှိမှာဝမ်းနည်းပူဆွေးမှုတွေကို အဆုံးသတ်ပြီးတော့ထွက်ခွာခဲ့ပါတယ်။အဲဒီနောက်မှာတော့ရဲမောင်ကရွာတရွာမှာရှိတဲ့ရဟန်းတစ်ပါးထံမှခူလုံဝင်းရရဟန်းတက်တောင်းပန်ခဲ့ပါတယ်။မိဘရဲမောင်ကိုရဟန်းကသနာလို့လက်ခံပေးပြီးတော့ကျောင်းရဲ့ဝေယဝိဆာများလောက်ကင် စေခိုင်းရင်နဲ့ပညာများကိုသင်ကြားပေးခဲ့ပါတယ်။ဒီလိုနဲ့ပညာသင်ကြားရင်ဆယ်နှစ်ကြာပြီးတဲ့အခါမှာတော့ရဲမောင်က ပညာအရာမှာထူးချွန်တဲ့သူတို့ဖြစ်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲရဲမောင်တဲ့တစ်ချိန်ကဆေးဆက်ကြောင်းလန်ခဲ့တဲ့တထေးသမီးမေကီတီကလည်းအရွယ်ရောက်လာပြီးတော့တောင်တင်းကျွလက်မှာအလားပါဆုံးသောအမျိုးသမီးတူဖြစ်ကြော်ချားနေခဲ့ပါတယ်။ရဲမောင်ပေါ်ထားတဲ့သစ္စာတရားကြောင့်သူမကဖခင်ဥပုံစိန်ကိုလိညာပြီးတော့ဈေးမှာအဝဲထည်တွေရောင်းချရန်အတွက်အကြောင်းပြချက်နဲ့ထွက်ခွာပြီးတော့ ရဲမောင်နဲ့ကွဲကွာပြီးတဲ့နောက်မှာတော့ရဲမောင်ရဲ့တရင်ကိုလိုက်လံစုံစမ်းခဲ့ပါတယ်။ဒီနေ့မှာတော့မိခီဒီကရွာထဲမှာရှိတဲ့ဆင်းရဲတဲ့သူတွေကိုလှူဒန်းတဲ့အခါမှာအလိုလားခံတဲ့သူတွေထဲမှာသူမရဲ့ငယ်စဉ်ကဆိတ်ဆက်ထားခဲ့တဲ့သူရဲမောင်ကို တွေ့ရှိခဲ့ပါတယ်။ရဲမောင်က သူမကိုမှတ်မိတော့လေဆင်းရဲတဲ့အတွက်ကြောင့်ရှောင်ဖယ်ပြီးတော့သူမရဲ့ပီကံမှုကိုပင်သူမယူခဲ့ပါဘူး။အဲ့ဒီအတွက်ကြောင့်မိဂီဒီက ရင်းမောင်ရဲ့ရွယ်ချက်ကိုသိရှိရန်အတွက်တကောဟန်ဆောင်ပြီးတော့ဖမ်းဆီးပြီးတော့သူ့ရဲ့အိမ်ကိုခေါ်ဆောင်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်တွေ့ဆုံခင်ရင်းမောင်ကမိခင်တိအပေါ်ထားတဲ့ချက်ချင်းမြေထားကိုဝန်ခံခဲ့ပြီးတော့သူတို့နှစ်ဦးရဲ့ချက်ချင်းမြေတာတစ္ဆာကိုပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။ရင်းမောင်ကသူတို့နှစ်ဦးစလုံးကပေါင်းဖက်ရန်အတွက်ငွေကြေးလိုအပ်သည်ဟုတွေးပြီးတော့ရဟန်းထံမှဈေးထဲမှာရောင်းချဖို့အတွက် မိုးလက်ကောက်လုံလေးတွေကိုတင်ယူခဲ့ပါတယ်။ဒီလိုနဲ့သူကမိုးလက်ကောက်လုံလေးကိုတက်မြောက်သွားတဲ့အခါမှာတော့ဈေးထဲမှာရောင်းချရင်းနဲ့ဝယ်ယူစားသုံးသူတွေကိုဒီလိုပဲညှူဆွဲခဲ့ပါတယ်။လာကြလာကြဒီမိုးလက်ကောက်တွေကချိုတယ်အရသာရှိတယ်တခေပြီးတခေလက်ဆင့်ကန်းသွားရင်တယောက်နဲ့တယောက်ချက်ချင်းမြစ်တာတွေက အရန်ကိုချိုမိန်သွားမယ်။ စားတဲ့စကားတွေနဲ့မိခင်တိကိုရည်ညွှန်းတဲ့မေတ္တာစကားများကိုဆိုခဲ့ပြီးတော့ဝယ်ယူစားသုံးမှုတွေကိုပြုဆွဲပြီးတော့ရောင်းချခဲ့ပါတယ်။မိခင်တိနဲ့လူအများကလည်းနေ့တိုင်းလာရောက်ပြီးတော့ရဲမောင်ရဲ့မုတ်တွေအားလုံးကိုဝယ်ယူအားပေးခဲ့ကြပါတယ်။ဒီလိုနဲ့ဟန်နာရီပြည်ကဓမ္မရစာမင်းကြီးကသားယောက်ျားလေးမရှိတဲ့အတွက်ကြောင့်နန်းတော်ကိုဆက်ခံမဲ့သမတ်တော်ကိုရွေးချယ်ရန်အတွက် ရဝေးခရိုင်များမှအမျိုးသားတွေအားလုံးကိုမျိုးတော်သို့ခေါ်ယူခဲ့ပါတယ်။ရဲမောင်ကလည်းယဟန်နဲ့တကွာမျိုးတော်သို့ခရီးထွက်ခဲ့ပါတယ်။မျိုးတော်ကိုရောက်ရှိတဲ့အခါမှာတော့သူတို့အဖွဲ့ထဲမှာရဲမောင်ကပစ္စည်းတွေစောင့်ရှောက်ရန်အတွက်နောက်ကနေချန်နေရေးခဲ့ရပါတယ်။အဲဒီခိုက်တက်မှာတော့ရဲမောင်ရဲ့ဖခင်ဖြစ်သူတကြာမင်ကအဖိုးအသွင်ဖန်ဆင်ပြီးတော့လာရောက်ပြီးတော့ရဲမောင်ကိုငါမြေ မင်းခရီးသွားရမယ်ခါမင်းအတွက်အဖိုးတန်ပစ္စည်းတွေပါတယ်ဒီထုတ်ကိုမင်းဝဲစင်ဖို့ငါပေးခဲ့ပြရစီမင်းတခုကြားတာနဲ့ဒီထုတ်ကိုဖွင့်ပြီးတော့ဝဲစင်ရမယ်နော်မပြောက်ပြက်စီနဲ့အဖိုးကြီးကအမှားကြပြီးတော့အထုတ်ကိုရဲမောင်ကိုပေးခဲ့ပါတယ်ဒီလိုနဲ့ဘယင်ကြီးကလည်းရှာဖွေရမှာမအောင်မြင်တဲ့အခါမှာတော့ဘယင်ကအဆင်ပြေတော့စီးနှင်းပွဲနဲ့ရွေးချယ်ရန်ဆုံးဖြတ်ခဲ့ပါတယ် ဘီရင်ကြီးရဲ့အမိန့်နဲ့အစဉ်ဖြူတော်နဲ့တပ်ဖွဲ့ကရဲမောင်ရှိရာကိုခြိတက်လာခဲ့ရာစင်တန်းကိုကြားတဲ့အခါမှာတော့ရဲမောင်ကအဖိုးကိုပေးခဲ့တဲ့အဝတ်အစားတွေကိုယူပြီးတော့ဝယ်ဆင်လိုက်ပါတယ်ဒီလိုနဲ့ချက်ချင်းပဲအဲ့ဒီအဝတ်အစားတွေကတကူးရှင်ဝယ်ဆုံဖြစ်ပြောင်းလဲသွားပြီးတော့ရဲမောင်မှာထူးခြားတဲ့အချိန်ဝါတွေထွက်ပေါ်လာခဲ့ပါတယ်အစဉ်ဖြူတော်ကရဲမောင်ရှေ့မှာဒူးထောက်ယူသေးပြီးခဲ့ပြီးတော့ရဲမောင်ကနန်းတော်သူခေါ်ဆောင်သွားခဲ့ပါတယ် ဒီလိုနဲ့ကောင်းခဲ့မှာအနတ်သားတွေကလိုက်ပါချန်ရလာဒီကိုမြင်တဲ့အခါမှာတော့ဘီရင်ကြီးနဲ့တိုင်းသူပြည်သားတွေကအလွန်ပဲအံ့ဩချီးမွမ်းခဲ့ပါတယ်။ဒီလိုနဲ့မင်းကြီးကရဲမောင်ကိုသူတို့ဒေပဝန္တာပွဲနဲ့ဘရင်အသည့်ဖြစ်ကျင်ညာပြီးတော့သူ့ရဲ့သမီးတော်မင်းသမီးကေတရာနဲ့လက်ထပ်ထိညာပေးခဲ့ပါတယ်။ဒီလိုနဲ့နတ်တပ်ဘီရင်ဖြစ်လာခဲ့တော့လေရဲမောင်ကမိကေတီအပေါ်မှာထားတဲ့တစ္ဆာကိုမပြောက်ဖြတ်ဖဲနဲ့ ဖခင်ဖြစ်သူတရားမင်းထံမှဖွင့်ပန်ပြီးတော့မင်းသမီးကေတရာကိုခေါ်ဆောင်ပြီးတော့တော်ရင်ကျက်လက်ကိုပြန်လာခဲ့ပါတယ်။ရဲမောင်ကတငယ်ချင်းဖြစ်သူ ခရိုင်အုတ်ချုပ်ရည်မှုအားဦးဘိုးစိန်ထံကိုတွားရောက်ပြီးတော့မိကေတီကိုတရားဝင်လက်ထပ်ခွင့်တောင်းစီခဲ့ပါတယ်။ဒါပေမဲ့လည်းဦးဘိုးစိန်ကဘီရင်ဖြစ်လာတဲ့ရဲမောင်ကိုပဲငယ်စဉ်ကဆင်းရဲသွားခဲ့တဲ့အတွက်ကြောင့်ဂရီးတစ္ဆာမရှိသူဟုဆွဆွဲပြီးတော့ညှင်းဆို့ခဲ့ပါတယ်။ ။အဲဒီကိစ္စကြောင့်တရားစီရင်ရေးသို့ရောက်ရှိခဲ့ကြရပါတယ်။တရားသူကြီးရှေးမောင်မှာရဲမောင်နဲ့ဥပုံစိန်နှစ်ဦးစလုံးကမိမိတို့မှန်ကန်ကြောင်ကြိန်ဆိုပြီးတော့တစ္ဆာကြီးတောက်ခဲ့ကြပါတယ်။ဥပုံစိန်ကမိမိကရဲမောင်နဲ့ဂရီတစ္ဆာပြုခဲ့ခြင်းလုံးဝမရှိကြောင်းနဲ့ရဲမောင်ရဲ့မိခင်ကိုရိုင်းနှက်တက်ခဲ့သည်ကိုပင်လုံးဝငြင်းဆိုခဲ့ပါတယ်။ရဲမောင်ကနောက်ဆုံးမှာတော့နောက်ဆုံးသက်တည်ဖြစ်မိဂီတိကိုခေါ်ယူခဲ့ပါတယ်။ မိဂီတီကတရားသူကြီးထံကနေပြီးတော့သစ္စာစကားပြောခွင့်တောင်းဆိုပြီးတဲ့နောက်မှာတော့ဖခင်ဖြစ်သူဥပုံဆိုင်ရဲ့မတရားမှုအားလုံးကိုအသေးစိတ်ဖော်ထုတ်ထွက်ဆိုခဲ့ပါတယ်။မိဂီတီရဲ့တတ်သိစကားတွေကြောင့်ရဲမောင်တရားအမှုကိုအနိုင်ရရှိခဲ့ပါတယ်။ဒီလိုနဲ့ဥပိုးဆိုင်ကိုတည်တံစီရင်ချမှတ်ခဲ့ပေမဲ့လည်းသမီးဖြစ်သူမိဂေတီရဲ့တောင်းပန်မှုကြောင့်ဥပိုးဆိုင်ကထောင်ဒဏ်၃လသာချမှတ်ခံခဲ့ရပါတယ်။ဒီလိုနဲ့ကိစ္စအားလုံးပြေလည်သွားတဲ့အခါမှာတော့ ဘရင်ဖြစ်သူရဲမောင်က သူ့ရဲ့ချစ်စနီးမိဂေတီကိုမိဖုရားဧကရီဘော့ပေးပြီးတော့တင်မြောက်ခဲ့ပါတယ်။ကဲပြိတ္တကြည့်ရှင်နောက်ဆုံးမှာတော့ဘရင်ရဲမောင်ကမိဖုရားဧကရီနဲ့မိဖုရားကေတရီဟုတဲ့ဇနီးနှစ်ပါးတို့နဲ့အတူနန်းတော်ထဲမှာထာဝရပျော်ရှင်ချမ်းမြေ့စွာနေထိုင်သွားခဲ့ကြပါတော့တယ်။